မင်္ဂလာပါကျွန်တော်ဖိလင်မဟုတ်ပါရယ်ဒီနေ့မှာတော့ကျွန်ချက်စီအတင်းနဲ့အေဂျက်အတင်းတွေရဲ့ချန်ပီယံလိပွဲစဉ်အကြောင်းကိုကျွန်တော်ဒီနေ့နိုင်ငံတင်ဆက်ပေးချင်ပါတယ်ဒီပွဲစဉ်ကိုတော့ကျွန်တော်ဘုတ်ဟူနေ့မနေ့ပိုင်းမှာရှင်ပြိုင်ကစားမယ်ကစားရမယ့်ကွင်းကတော့ချက်စီအတင်းစတန်ဘုတ်ဘရစ်ကွင်းမှာကျွန်တော်ရှင်ပြိုင်ကစားရမယ့်ပွဲစဉ်တစ်ပွဲလည်းဟုတ်တယ်ဆိုတော့ဒီအတင်းနှစ်တင်းလုံးရဲ့ဒီထိတ်တိုက်တွေးဆုံမှု half to half ကိုကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆိုလို့ရှင်တော့၃ချိန်အထိတို့ရောထိတ်တိုက်တွေးဆုံထားတယ် ၃ချိန်မှာမှချက်စီအတင်းကတစ်ချိန်နိုင်တယ်အီဂျစ်အတင်းကတစ်ချိန်နိုင်တယ်ဂျန်နဲ့တစ်ချိန်ကတော့တရေအကျထားတာတရေကလည်းကျွန်တော်44ဆိုတဲ့ရလနဲ့တရေကျထားတဲ့ပွဲစဉ်ဆိုတော့အီဂျစ်ရဲ့အမှတ်ပေးရတီမှုကိုကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆိုလို့ရှင်အီဂျစ်အတင်းကလက်ရှိအချိန်မှာတော့သူတို့ရဲ့ league မှာအာ၉ပွဲအထိကစားထားပြီးမှရမှတ်က၁၆မှတ်နဲ့ သူတို့ကအဆင့်၄ညမှာရက်တည်နေတဲ့အတင်းတင်းထိတ်ဆုံးကဖရင်တို့အတင်းကတော့25မိနစ်သူတို့အပြတ်သက်ဥဆောင်နေတယ်ဆိုတော့အစ်ချက်အတင်းကလည်းပြောမယ် solution တော့သူတို့ရဲ့ leak မှာအသက်အချက်အနှိမ့်အမြင့်ချက်စီးအတင်းလိုပဲတော်တော်လေးကိုကျန်းတဲ့အတင်းထဲမှာတော့ပါတယ်ဗျရလက်ကတော့မတည်ငြိမ်ဘောပြောမယ် solution တော့ ဒါပေမဲ့ John ဒီ Premier League နဲ့တွားပြီးမှနိုင်လို့တော့မရဘူး။ဘာကြောင့်လဲဆိုရင် Premier League ကတကယ်အရေးအသွေးအရမ်းမြင့်လွန်းတဲ့ John ဒီ Netherlands League နဲ့ John ရှင်ကြည့်မယ်ဆိုရင်ကစားသမားအရသော၎င်း Chelsea အတင်းကအဖက်ဖက်ကနေ Ajax အတင်းကိုရှင်နိုင်တယ်ဗျာ။ဒါကြောင့်မို့ကစားရမယ့်ကွင်းကလည်း Chelsea အတင်း Stamford Bridge ကွင်းဖြစ်နေတဲ့အတွက်ကြောင့်မို့ Chelsea အတင်းကတော့အနိုင်ရရှိလိမ့်မယ်လို့တော့ကျွန်တော်ယုံကြည်တယ်။ကျွန်တော်ဒီလိုပြောလိုက်လို့ Ajax အတင်းကိုတော့ကျွန်တော်အာ နှိမ်ပြီးမှပြောတာတော့မဟုတ်ဗျအစ်ကျက်အတင်းကလည်းကောင်းပါတယ်တစ်ဖက်တစ်ချက်ကြောင့်သတိထားရမယ့်အရာကပါလဲဆိုလို့ရှိရင်ကျွန်တော်ချက်စီအတင်းကလည်းရလက်ကောင်းတဲ့အတင်းထဲမှာတော့မပါဘူးရလက်မတီမငိမ့်ဗျအယိုးရှင်းဆုံးကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ချက်စီအတင်းမှာ first light up ဝင်နိုင်တဲ့ကစားသမားကိုနီးပြကအကုန်လုံးမရွေးထားနိုင်သေးဘူးကျွန်တော်အရှင်းဆုံးကျွန်တော်ပြောရအောင်နော်ကျွန်တော်ချက်စီအတင်းမှာ first light up ဝင်နိုင်တဲ့ကစားသမားတွေကိုနီးပြက စက်တယောက်လုံးကိုမရွေးချယ်နိုင်သေးဘူးကွင်းလယ်မှာဆိုလို့ရှိရင်တော့သူရွေးချယ်ထားတာကကိုက်ဆက်တိုနဲ့အန်ဆိုဖန်နက်တက်ခန်းစစ်မှာကြတော့ကျွန်တော်ရီဇင်းမှမရန်ပန်ရန်ကဒန်ယာရနေသေးတယ်ဒါတော့မှကျွန်တော်တိတ်ပြီးမှမယုံရသေးဘူးခူခရီလာရှိမယ်တိုက်စစ်မှာတော့ဂျောက်ပက်ထရိုတော့သူရွေးချယ်ထားတာဟုတ်တယ်ဒါပေမဲ့ဂျောက်ပက်ထရိုကိုတော့နံပါတ်9မှာထားကစားတဲ့ချိန်မှာတော့သူကခြေစွမ်းမပြနိုင်ဘူး တခုရှိတာကကြောက်ဘက်ထရီကတော့ဒီနေ့ပွဲစဉ်မှာတော့သူကပါဝင်နိုင်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်ကြည့်မယ်ဆိုလို့ရှင်တော့လူစင်းရဲ့အရာကျွန်တော်ဒီ first light up ဝင်နိုင်တဲ့ကစားမားတွေကြည့်မယ်ဆိုလို့ရှင်တော့နီးပြက17ယောက်လုံးမရွေးချယ်နိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်ချက်စီအတင်းကလည်းရက်လက်ပိုင်းမှာတော်တော်လေးကိုထိခိုက်တယ်လို့တော့ကျွန်တော်မြင်မိတယ်နောက်ပြီးလို့ရှင်ကျွန်တော်ဒီ one spec မှာဖွင့်ထားတဲ့ G တွေကိုကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆိုလို့ရှင်တော့ချက်စီအတင်းကိုတို့1.2အထိပဲပေးထားပြီးမှ age အတင်းကိုဆက်တစအထိပေးထားတယ် ။ဘာကြောင့်ဒီလိုပေးလဲဆိုလို့ရှင်တော့အရင်ယူရှင်းပါတယ်ဆွမ်းတော်ကျောင်းအရှိမပြောခဲ့တယ်လို့ပဲကျွန်တော်ကစားရတဲ့ league အဆင့်အတန်းကိုကြည့်မယ်ဆိုလို့ရှင်နဲ့ Chelsea အတင်းကတော်တော်လေးကိုအဆင့်မြင့်တယ်။ Ajax ကတော့အာကျွန်တော် Chelsea အတင်းနဲ့ရှင်မယ်ဆိုလို့ရှင်တော်တော်လေးကိုနှိပ်ပါတဲ့အတွက်ကြောင့်မို့ကျွန်တော် Chelsea အတင်းအနိုင်ရရှိမယ်ဆိုတော့အားလုံးခန့်မန်နိုင်ထားပြီးတာဒါကြောင့်မို့1.2အထိ draw ပေးထားပြီးမှ eject အတင်းကို draw set တစအထိပေးထားတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဒီပွဲစဉ်မှာတော့ကျွန်တော်ကထင်တယ် Chelsea အတင်းကတော့ ကိုးပြက်လောက်မယ်လို့တော့ကျွန်တော်ယုံကြည်မိတယ်ဗျာပြီးလို့ရှိရင်ကျွန်တော်တို့ဒီအာပွဲစဉ်ကိုကစားခြင်းနဲ့ညီကိုရရှိလို့ရှိတယ်ဆိုလို့ရှိရင်တော့ဘော်ရီချမယ်ဆိုလို့ရှိရင်ချက်စီအတင်းဖက်ကဘော်ရီချလို့တော့ရတယ်ကျွန်တော်အာမရော့ခံတယ်အဲ့ဒီအပိုင်းကတော့ပြီးလို့ရှိရင်ကျွန်တော်ဒီဘော့ဒူစကောနှစ်ဖက်စလုံးကိုးတွင်းမယ်ဆိုလို့ရှိရင်လည်းကျွန်တော်အဲ့လိုခံမှန်းပြီးမှ ကစားမယ်ဆိုလို့ရှင်လဲဒါကလည်းရာခိုင်နှုန်းဖြစ်နိုင်ချေတော့များတယ်။ဘာကြောင့်လဲဆိုလို့ရှင်တော့လက်ရှိအချိန်မှာကျွန်တော်ချက်စီအတင်းရခန်းစစ်ကလည်းအရန်ကိုယိုယွင်းနေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အီဂျင့်နဲ့ပွဲစဉ်မှာတော့ကျွန်တော်ဂိုးတော့ပေးရလိမ့်မယ်လို့တော့ကျွန်တော်မြင်မိတယ်ဗျ။ဆိုတော့ဘော့ဒူစကိုကစားမယ်ဆိုလို့ရှင်လဲအဆင်ပြေသေးတယ်။ရောင်းလို့တော့အီဂျင့်အတင်းဖက်သွားမနေလိုက်နဲ့ဆက်တစပီတာဟာတာကတော့သူတို့ဆွဲဆောင်နေရပဲရှိတယ်။ဆိုတော့ဘလိုပဲဖြစ်ဖြစ်ကတော့ချက်စီအတင်းကတော့ဒီပွဲစဉ်ကိုတော့အနိုင်ရရှိဖို့လိုအပ်တယ်။ ။ဘာကြောင့်လဲဆိုလို့ရှိရင်နှစ်ပွဲကစားရတယ်။နှစ်ပွဲမှာတော့ကျွန်တော်ဒီ Benfica အတင်းကိုကျွန်တော်အနိုင်ရရှိတယ်။ပြီးရှင်နောက်တစ်ပွဲကတော့ကျွန်တော်ဒီ Bayern Munich ကိုကျွန်တော်ရှုံးနိမ့်ထားတဲ့အတွက်ကြောင့်မို့ ကျွန်တော်ရမှတ်3မှတ်နဲ့အဆင့် section နေရာမှာပဲကျွန်တော်ရှိနေသေးတယ်ဒီ Champion League ရဲ့အမှတ်ပေးရည်တည်မှုပေါ့ဆိုတော့ကျွန်တော် Chelsea အတင်းက Ajax အတင်းကို မဖြစ်မနေအနိုင်ရရှိဖို့လိုအပ်တယ်။ဘာကြောင့်လဲဆိုလို့ကျွန်တော်ကျွန်တော်ဒီ Barcelona နဲ့မတိုးခင်မှာကျွန်တော်နိုင်ပွဲတပွဲထက်မှန်ရရှိဖို့လိုအပ်နေသေးတယ်။ဒါကြောင့်မို့ Chelsea အတင်းကတော့ Ajax အတင်းကိုအာအင်ကွင်းမှာကိုပြက်နဲ့အနိုင်ရရှိလိမ့်မယ်လို့တော့ကျွန်တော်မျှော်လင့်ရင်လည်းအားလုံးကျွန်တော်တလောက်နဲ့ပဲအဆုံးသက်ပြီးချင်တယ်။အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်လို့